်မင်္ဂလာပါ အခေအတက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ဒါ review လုပ်ပေးမှာတော့နိုင်ငံတော် brand ရဲ့နိုင်ငံတော် phone ဆိုတော့အခုလက်ရှိမှာဒါပတ်စံ12သိန်း13သိန်းလောက်သုံးမယ်ဆိုလို့ရှိရင်ဒါ Redmi Double 4 Pro ပဲဝယ်တော့မှာပေါ့ဆိုတော့ Redmi Double 4 Pro ပါဆိုတော့ဒီ phone ကိုကျွန်တော်ကိုင်နေတာတပတ်ကြော်ကြော်လောက်ဖြစ်သွားပြီဆိုတော့ကျွန်တော်ရဲ့ဒါ user experience အစစ်အမှန်တွေကိုကျွန်တော် sharing လုပ်ပေးမယ်ဆိုတော့ ဒီဈေးနှုန်းနဲ့ဒီ Redmi Turbo 4 Pro ကိုမဝယ်သင့်ဘူးလားဆိုရင်တော့မဟုတ်ဘူးဆိုတော့ဒီဈေးနှုန်းနဲ့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှအပြစ်ပြောစရာမရှိဘူးသွားပြေးဝယ်လိုက်တကယ်ကိုတန်တယ်တကယ်ကိုသုံးလို့လည်းအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော် user experience အရာကတော့ဒါ develop သုံးခဲ့တဲ့အခါမှာတော့အနေငယ်ပေါ့နော်ကျွန်တော်ပြောစရာလေးတွေရှိလာတယ်နောက်ကျွန်တော်တို့ဒီဈေးတန်းနဲ့ပေးဝယ်ရတာမတန်ဘူးလို့ခံစားရတယ်ဆိုတာမျိုးထက်အဲကျွန်တော်တို့အဓိကပေါ့နော်ဆိုတော့တချို့နေရာလေးတွေမှာနိုင်ငံလိုအပ်ချက်လေးတွေရှိနေရလေးတွေကိုကျွန်တော်တို့တွေးခဲ့ရတယ်ဆိုတော့အဲ့အကြောင်းအရာ 已经 Sharon 路 ကျွန်တော်တို့ဒါဒီဇိုင်းပိုင်းနဲ့ပဲထုံးစံတိုင်းစလိုက်ကြအောင်ဆိုတော့ဒီဖုန်းကကျွန်တော်90.5 to 9 ratio နဲ့လာတယ်ဆိုတော့ဒါပုံမှန်ဖုန်းတွေလို့ဒါရှင်းရှင်းမင်းမျိုးဖြစ်မနေပဲနဲ့ဘေးဘက်ကိုအနည်းငယ်ကားနေတဲ့ပုံစံမျိုးလေးဖြစ်နေတယ်ဆိုတော့သူရဲ့ဒီဒီဇိုင်းပိုင်းကဒါနောက်ဖက်ဒါ glass cover ရှေ့ဘက် glass ကိုမှဒါကျွန်တော်တို့ဒါ glass sandwich ကိုမှအလဲက metal frame နဲ့လာဆိုတော့ဒီဈေးတန်းမှာဒါ metal frame သုံးမိထားရလဲတော်တော်လေးဒါအဆင်ပြေတယ်ပေါ့နော်ဆိုတော့ mic တွေထဲဆိုတဲ့အထဲမှာပါတယ်နောက်ကျွန်တော်တို့သူ့ရဲ့ black color ဆိုတော့ black color ကကျွန်တော်တို့ဒါ phone ဆိုလို့ရှိရင်အမဲအောင်ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီ black color ကတော်တော်ကြီးကို mic တယ်ဘာလို့လဲဆိုတော့ဒီနောက်ဖက် cover ကလည်း black ဖြစ်တယ်ဆိုတော့ဒီ camera back တွေအကုန်လုံးကလည်း black ဖြစ်တယ်ဆိုတော့ shape မှန်ကလည်းဒါကျွန်တော်တို့ black ဖြစ်တယ်ဒီ frame ကကျွန်တော်ပုံမှန်အတိုင်းဆိုလို့ရှိရင်ဒါ metal black ပုံစံမျိုးမဟုတ်ဘဲနဲ့ တကယ် pure black မုံစံမျိုး black commander matte လုပ်ပေးထားတဲ့အသားပုံစံမျိုးဆိုတော့ဒီ frame ကလည်းအမဲအောင်တသားတည်းဖြစ်နေရယ်ဆိုတော့ဒီဖုန်းတစ်လုံးစလုံးကဒါကျွန်တော်တို့အမဲအောင်ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လုံးဝ purely black ပုံစံမျိုးဖြစ်နေလိမ့်မယ် ဒီဖုန်းရဲ့အလေးချိန်က216 gram အလေးချိန်ရှိရယ်ဆိုတော့216 gram ဆိုတော့ဒါပုံမှန်ဖုန်းတွေဆိုလို့ရှိရင်ဒါကျွန်တော်ပေါ့ရဲဆိုတဲ့အထဲမှာပါတဲ့ဖုန်းတွေက180 gram ဝန်းကျင်လောက်မှရှိတယ်ဒါ216 gram ဆိုတာကအဲဒါကျွန်တော်ဖုန်းထဲမှာဆိုလို့ရှိရင်လေးတဲ့ဘက်ကိုသွားတယ်ဆိုတော့သူရဲ့ battery size နဲ့သူရဲ့ဒီ phone size ကြောင့်ဒါလေးသွားတယ်လို့ ပြောရင်တော့ပို့ပြီးတော့မှန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လေးဝါးတာနဲ့ပြန်ရလိုက်တာကနေကတော့ဒါကျွန်တော်တို့တော်တော်လေးတန်တယ်လို့ပြောရမယ်ဆိုတော့သူ့ရဲ့ battery size ကတော်တော်ကြီးကိုကြီးတယ်ဆိုတော့အားလုံးလည်းသိပြီးသားအတိုင်းပဲဆိုတော့ဒီလေးတာကတော့ကျွန်တော်အញ្ញကြီးတော့အပြည့်ပြောစရာတော့မရှိဘူးဒါပေမဲ့တနေကုန်ပေါ့နော်ဆိုတော့ကျွန်တော်အញ្ញကြီးဒါ screen time များများနဲ့ဖုန်းကိုသုံးမယ်ဆိုလို့ရှိရင်တော့ဖုန်းလေးနေတာကတော့တိတိတတ်တတ် ဖြစ်လာလိမ့်မယ်။နောက်ကျွန်တော်သူ့ရဲ့အထူက8 mm အထူ။ဆို8 mm အထူကတော့ဒါဒီဇေတန်းကြောင့်ပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့ဒီသူ့ရဲ့ battery size ကြောင့်ပဲဖြစ်ဖြစ်ဒီထူတဲ့အထူကဒါဘာမှပြောစရာတော့မရှိဘူးလက်ထဲမှာကန်ရတာအစဉ်ပြေတဲ့အနေထားမှာတော့ရှိသေးတယ်။ဆိုတော့ဒီ cover ပေါ့နော်နောက်ဖက် cover မှာတော့ဒီမှာကျွန်တော် Rambi ဆိုရဲ logo လေးပါမယ်နောက်ကျွန်တော်အပေါ် band မှာကတော့ camera band ပါမယ်ဆိုတော့ဒီ camera band ကကျွန်တော်ရှေ့မှာလဲ Rambi series တွေထဲမှာမြင်ဘူးပြီးသားဆိုတော့ဒီ camera band ကိုကျွန်တော်တို့ဒါမှတ်မှတ်ရရ Rambi ပတ်ပရိုမှာပါခဲ့တဲ့ကင်မရာဘက်ပုံစံမျိုးဆိုတော့ဒီကင်မရာဝိုင်းအကြီးကဒီလိုရှိအပေါ်အောင်နှစ်ခုဆင်ပြီးတော့ပေါ်အဲ့ပုံစံမျိုးဒါကကျွန်တော်တို့ဒါ iPhone 16ရဲ့ design language နဲ့ဆင်တယ်လို့ပြောကြပေမဲ့တကယ်တကယ်ကတော့ဒါမတူသူ့ရဲ့ရှေ့က Redmi Pad Pro နဲ့ဆိုလို့ပို့ပြီးတော့တူတယ်လို့ ပြောရမယ်ဆိုတော့ဒါကျွန်တော်တို့အထဲမှာတော့ကင်မရာဘန်းမြတ်အထဲမှာကင်မရာ range နှလုံးကခက်ကြီးကြီးနဲ့ဒီမှာကင်မရာနှလုံးပဲပါမယ်ဆိုတော့ dual camera နဲ့ပဲလာတယ်နောက်ကျွန်တော်တို့ဘေးမှာတော့ flash light ကိုအတန်းလေးလုပ်ပေးထားတယ်အဲ့ဒီထဲမှာတော့ flash light သုံးလုံးပါမယ်ဆိုတော့ဒီ flash light ကလည်းညာဘက်လင်းတာပဲဖြစ်ဖြစ်နောက်ကျွန်တော်ဓာတ်ပုံရိုက်လို့ပဲဖြစ်ဖြစ်တော်တော်လေးကိုလင်းတဲ့အထဲမှာပါတယ် ဘေးဘက် frame ကတော့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အတိုင်းပဲဒါ purely black color ကိုလုပ်ပေးထားတယ်အဲ internal line တွေတော့ပါတယ်ဆိုတော့ internal line တွေကတော့ဒီ black color မှာတော့အဲသူ့ရဲ့ဒီဘေးဘောင်းကိုနည်းငယ်ကြီးရဆိုးသွားစေရလို့ပဲပြောရမှာလားဆိုတော့သူ့ရဲ့ဒီ internal line တွေရဲ့အယောင်ကအဖြူဘက်ကိုသွားတဲ့အယောင်ဖြစ်လို့ဒီကျွန်တော်အမဲပေါ်မှာထပ်ထည့်လိုက်တဲ့အခါမှာသူ့ရဲ့ဒါ purely black color ကို ဒါအနှောက်ယှက်ပေးတဲ့ပုံစံမျိုးလေးလို့ကျွန်တော်မြင်မိတယ်။ဆိုတော့အပေါ်ဘက်မှာကတော့အဲကျွန်တော်တို့ဒါ secondary mic ပေါက်တစ်ပုတ်ပါမယ်။ဒါပေမဲ့ဒီဖုန်းကတော့ကျွန်တော် Redmi ဖုန်းတွေရဲ့ထုံးစံအတိုင်း IR blaster sensor သုံးလို့ရတယ်။အဲ့ဒါကတော့ဒီအနှောက်ဘက်မှာထည့်ပေးထားလိုက်မယ်။ဒါပေမဲ့ဘယ်နေရာလဲဆိုတာကိုတော့အဲကျွန်တော်အပြင်ကကြည့်ရင်တော့အတိအကျမသိနိုင်ဘူး။ဆိုတော့ဒါ IR blaster sensor ပါတယ်။ဒါပေမဲ့ frame ပေါ်မှာတော့မဟုတ်ဘူး။ frame ပေါ်မှာတော့ secondary mic ပေါ်ပဲပါမယ်ဆိုတော့ဒီဘယ်ဘက်ချမ်းမှာတော့ဘာမှမပေါ်ဘူးညာဘက်ချမ်းမှာတော့အဲကျွန်တော်တို့က power button ပါမယ် volume up down clock လေးတွေပါမယ် clock တွေကကျွန်တော်အရင်မာတဲ့ဘက်ကိုလည်းမတော်ဘူးပျော့တဲ့ဘက်ကိုလည်းမတော်ဘူးသူရဲ့အလဲအလက်ထဲမှာရှိတယ်ဒါနှိပ်ကတာဒါအဆင်ပြေပါတယ်သူရဲ့ဒါ quality နဲ့ဒီ clock ကမဆိုးလို့ပဲပြောရမယ်အောက်ဖက် frame မှာတော့ကျွန်တော်တို့ဒါ sim card နှစ်ကပ်ဆိုင်လို့ရတဲ့ sim trip ပါမယ်။နောက်ကျွန်တော် mic port ပါမယ် USB type C နဲ့နောက်ကျွန်တော်တို့ဒီမှာ speaker တစ်ပုတ်ပါမယ်။ဆိုတော့ဒီနေရာမှာကျွန်တော်ပုံမှန် mid range phone တွေဆိုလို့ရှိရင်ဒီ base ပေါ်မှာ speaker ထည့်ကြတယ်။ upper back ပေါ်မှာ speaker ထည့်ကြတယ်။ဒါပေမဲ့ဒီ phone မှာတော့ stereo speaker ကို out ဖက်မှာတစ်လုံးနဲ့ earpiece speaker ကနေပြီးတော့ဒါ stereo speaker နောက်ထပ်တစ်လုံးသုံးလို့ရတယ်။ဆိုတော့အတန်းအရင်ကြီးတော့ balance တော့ဖြစ်မှာမဟုတ်ဘူး။ out ဖက်ကတော့ပို့ပြီးတော့ကျဲလိုက်မယ်။ upper back က earpiece speaker ကနေလာတာဖြစ်တဲ့အတွက်သူ့ထက်တိုးတဲ့အတန်းကိုတော့ကြားလိုက် available. Well... နောက်ထပ်တစ်ချက်က screen ပိုင်းသူရဲ့ screen size က6.83 inches ရှိတယ်။ဆို6.83ဆိုလို့ရှိရင်ဒါ6.9မပြေဘူးပေါ့နော်6.9ဆိုလို့ရှိရင်ဒါကျွန်တော်တို့ fully ultra plus size ဖြစ်သွားတယ်။ဒါပေမဲ့ဒီ phone မှာကဒီ6.83 inches ကကျွန်တော်ဒီ phone ကိုအပြင်မှာဆက်ဆပြီးမမြင်ရမချင်းကဒီ phone ရဲ့ size ကလက်ထဲမှာတော်တော်လေးသေးမယ်လို့ထင်တာ။ဒါပေမဲ့ဒါအပြင်မှာတကယ်တကယ်တွေ့လိုက်တော့ဒီ phone ကလက်ထဲမှာတော်တော်ကြီးဟိုဒါဒီမြင့်ချက်ပြီးအကြီးဖြစ်နေတဲ့ phone ပေါ့နော်။ဆိုတော့သူကတကယ်ကိုကျွန်တော်တို့ဒါ plus size ပြောလို့ရတဲ့ဖုန်းတစ်လုံးဖြစ်တယ်ဆိုတော့သူရဲ့ screen size က6.83 inches ရှိရဲ့ရှင်းမဲ့ screen ကကျွန်တော်ဒါ flat screen ပဲဖြစ်တယ်ဒါပေမဲ့သူရဲ့ bezel လေးတွေကတော်တော်လေးကိုကျင်းတယ်ဆိုတော့ဒီ Redmi ကကျွန်တော်ဒီ Redmi Turbo 4 Pro မှာတော့သူရဲ့ bezel ရဲ့ဘယ်လောက်ထိလုံနိုင်စွမ်းရှိလဲသူ mirage phone တွေမှာတော့ဘယ်လောက်ထိလုံနိုင်စွမ်းရှိတယ်လဲဆိုတော့ပြနေတယ်လို့ပဲဆိုတော့ဒီ bezel လေးတွေကဒီအပေါ် နဲ့ဘေးပင်ညာမှာတော်တော်လေးကျင်တယ်ဒါအောက်ဖက်မှာတော့ချင်းကနည်းနည်းလေးတော့ထူသေးတယ်အပေါ်ထက်ဆိုင်တော့နည်းနည်းလေးထူသေးရဲ့ပြောရရင်တော့ဒါ4 rounder ဒါ site တညီတဲ့တော့ဟုတ်မနေဘူးဒါအပေါ်နဲ့ဘေးနှစ်ဖက်ကတစ်ဆိုင်တည်းဖြစ်ပြီးတော့အောက်ဖက်ကတစ်ဆိုင်ဖြစ်လိမ့်မယ်ဆိုတော့အရင်ကြီးကျွန်တော်တို့သူ့ရဲ့ bezel တွေကတော့ညီမနေဘူးဒါပေမဲ့ပါတာတော့တော်တော်လေးပါတယ်ဆိုတော့သူရဲ့ screen size က6.83 inch ရှိတယ်။နောက်ကျွန်တော်တို့ AMOLED panel ကိုသုံးပေးထားတယ်။ 120Hz refresh rate ပါမယ်ဆိုတော့ဒီနေရာမှာဒါသူတို့အနေနဲ့ထပ်ပြီးတော့ထည့်ပေးခြင်းတယ်ဆိုလို့ရှိရင်ဒါ 144Hz တို့ဘာလို့တော့ထည့်လို့ရသေးတယ် 144Hz တော့ပါလိုက်မယ်ဆိုလို့ရှိရင်တော့သူရဲ့ screen ပိုင်းမှာတော်တော်ကြီးကိုပြည့်စုံသွားမယ်ဖုန်းတစ်လုံးဖြစ်တယ်ဒါပေမဲ့ဒီမှာတော့ 120Hz ပဲသုံးမိထားတယ်ဒီနေရာမှာတော့သူနည်းနည်းလေး short လိုက်တယ်ဆိုတဲ့သဘောပေါ့ 120Hz ကတော့အခုချိန်မှာအဲဒါကျွန်တော် mid range phone တွေအတွက်ဆိုရင်တော့ standard ဖြစ်နေပြီဖြစ်တဲ့အတွက်ဒီထဲမှာတော့ဒီချက်ပေါ့ထည့်ပေးရမှာပဲအဲ့တော့သူထည့်ပေးလို့ရတဲ့ 120Hz မှာပဲရက်ထားလိုက်တယ်ပေါ့အဲ့ထပ်ပို့ပြီးတော့မထည့်တော့ဆိုတော့3840 Hz has PWM dimming ပါတယ်ဆိုတော့ဒါက eye care features တွေ function တွေကလည်းဒီဖုန်းမှာပါတယ်နောက်ကျွန်တော် Dolby Vision လို့ပါတယ် HDR 10+ တို့လည်းပါတယ်ဆိုတော့နောက်ကျွန်တော် Vivid တို့နောက်ကျွန်တော်တို့သူ့ရဲ့ဒီ peak brightness အနေနဲ့ဆိုလို့ရှိရင်3200 nits အထိရတယ် 3200နဲ့ဆိုတာကသူရဲ့ display တော့ပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့သူရဲ့ competitor ပေါ့เนาะဆိုတော့လက်ရှိဈေးကွက်ထဲမှာဒီဈေးတန်းထဲမှာဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုဒါကောင်းတဲ့အနေအထားမှာရှိရယ်ဆိုတော့ဒါ3200ဆိုတာကျွန်တော်တို့ဒါ indoor 3300 outdoor 3300လုံလောက်တဲ့ပမာဏလို့ပဲပြောရမယ်ဆိုတော့သူရဲ့ display ကကျွန်တော်တို့ဒါ full view ဖြစ်တယ် plus size ဖြစ်တယ်နောက်ကျွန်တော်တို့တကယ်မျက်စိ eye care features တွေလည်းပါတယ်ဆိုတော့ကျွန်တော် viewing experience အရာကလည်းဒီဖုန်းကကျွန်တော်ဒါရုပ်ရှင်တွေပါတယ်ကြည့်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရင် gain ဆော့မယ်ဆိုလို့ရှိရင်ဆိုတော့ gain ဆော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော် ပို့ပြီးတော့ recommend ပေးပြလိမ့်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအခုနောက်ပိုင်းပေါ့နော်။ဆိုတော့ဒီ mirage phone ဈေးကွက်ထဲမှာရှိရဲ caps display တွေကကျွန်တော် gain ဆော့တဲ့အခါမှာတကယ်တကယ်ကျွန်တော် predict မကြဘူးပေါ့နော်။ဆိုတော့ဒီ phone ကတော့သူ့ရဲ့ဒီ flash screen နဲ့သူ့ရဲ့ ratio ကြောင့် gain ဆော့တဲ့အခါမှာတော်တော်ကြီးဝင်လိုက် ောက်တစ်ချက်ဒီဖုန်းကိုပြောရမှာကကျွန်တော်သူ့ရဲ့ performance ပိုင်းမယ်ဆိုတော့ဒီဖုန်းကိုဝယ်မယ်ဆိုလို့ရှိရင်သေချာပေါ့စဉ်းစားကြမှာက price to performance ဆိုတဲ့အချက်ပဲဆိုတော့ဒီ price to performance ဆိုတဲ့အချက်ကြောင့်ပဲဒီဖုန်းကိုဝယ်ကြလိုက်မယ်အခုချိန်သူ့ရဲ့ဈေးနှုန်းနဲ့သူပြန်ရတဲ့ဟာနဲ့ဆိုလို့ရှိရင်တော်တော်ကြီးကိုတန်နေတာဖြစ်တဲ့အတွက်အဲဒီဖုန်းကတော့ဒါ performance ကြောင့်ဝယ်တဲ့ဖုန်းပေါ့နော်ဆိုတော့ကျွန်တော်ပေးရတဲ့ဈေးနဲ့ပြန်ရရတယ် တန်တယ်ဆိုတော့ခံစားချက်ကြောင့်ဝယ်တယ်ပေါ့ဆိုတော့အဲ့ထဲမှာသူရဲ့ဘာကြောင့်လဲဆိုတာက သူရဲ့သုံးထားတဲ့ chipset ဆိုတော့ chipset က Snapdragon 8s Gen 4နဲ့လာတယ်ဆိုတော့လက်ရှိအချိန်မှာ Snapdragon 8s Gen 4သုံးထားတဲ့ဖုန်းဆိုလို့ရှိရင်အဲကျွန်တော်တို့ဒါ Redmi Turbo 4 Pro နဲ့နောက်ကျွန်တော်တို့ IQ Neo 10တို့ဒီဖုန်းတွေလောက်ပဲရှိသေးတယ်ဆိုတော့ဒါဈေးကွက်ထဲမှာဆိုရင်လည်းဒါ Snapdragon 8s Gen 4သုံးထားတဲ့ဖုန်းကခက်ရှားရှားပဲဖြစ်နေသေးတယ်ဆိုတော့ chip ကလည်းထွက်ထားတာတိတ်ပြီးတော့မကြသေးဘူးပေါ့နော်ဆိုတော့လက်ရှိသူ့ရဲ့ performance အရာဒီဖုန်းကိုကျွန်တော်တို့ဒါဝယ်မယ်ဆိုပါစို့အဲ့ဒါဆိုရင်သူ့ရဲ့ performance ကဘယ်လောက်ထိတုံးလို့ရမလဲတကယ်ရောအဆင်ပြေရလားဆိုတော့ကျွန်တော်လက်ရှိတုံးကြည့်ရပါတော့ဆိုတော့တပတ်ကြော်တော့ကျွန်တော်ဒေါက်ရှော့တုံးတယ်တော့ကျွန်တော်ဒေါက်ရှော့ game တွေလည်းစောကြည့်ပြတယ်ဒေါက်ရှော့ဒါ social media scrolling လည်းလုပ်တယ်ဆိုတော့ screen time လည်းတော်တော်ကြီးကိုများခဲ့တယ်ဆိုတော့အဲ့ဒီအနေအထားမှာတော့ဒါသူ့ရဲ့ ဒီ chipset ကမနိုင်ဘူးဆိုတဲ့ကိစ္စကတော့မရှိသေးဘူး။လက်ရှိတုံးလို့ရတဲ့ကိစ္စအားလုံးတုံးတယ်။ဒါပေမဲ့တခုရှိတာ stable မဖြစ်သေးဘူးဆိုတဲ့ခံစားချက်မျိုးကိုခံစားရတယ်။ဆိုတော့အဓိကကတော့သူရဲ့ ဒါ heat issue ပိုင်းမှာเนาะ heat issue ပိုင်းကိုကောင်းကောင်း default မကင်နိုင်သေးဘူးလို့ခံစားရတယ်ဆိုတော့အရင်ကြီးကျွန်တော်တို့ဒါသုံးလို့မရတော့အောင်ပူတက်လာတာမျိုးတော့မကြုံဘူးသေးပေမဲ့အဲဒါကျွန်တော်တို့ပုံမှန် room temperature ပေါ့เนาะဆိုတော့အဓိက air con တွေဘာတွေမရတဲ့အချိန်လေဒါမို့ outdoor လို့အနေအထားမျိုးတွေမှာကျွန်တော် game 3ပွဲလောက်ဆော့လိုက်ပြီဆိုလို့ရှိရင်ဖုန်းကနှွေးလာတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရတယ်ဖုန်းကနှွေးလာတယ်ဆိုတော့ဒီနေရာကနေပြီးတော့ဒါမကင်နိုင်အောင်လို့ဒါကျွန်တော်တို့နှွေးတာမျိုးပူလာတာမျိုးတော့မဟုတ်ဘူး ဂိမ်းကဆက်ပြီးတော့ဆော့လို့ရသေးတယ်။ဒါပေမဲ့ဖုန်းကနှွေးလာတယ်ဆိုတဲ့ခံစားချက်ကတော့တိတိတတ်တတ်ကိုခံစားရတယ်ဆိုတော့ဒါတော့ cover တက်ပြီးတော့သုံးတဲ့အခြေအနေမှာတော့ဒါဖုန်းကပူလာတယ်ပေါ့နော်။အဓိကကဒီ ADS Gen 4ရဲ့သာမန်ဘိုင်းအတွက်အရင်မှမနိုင်သေးတဲ့အခြေအနေလို့ပဲကျွန်တော်ပြောရမှာပြ။ဆိုတော့နောက်ပိုင်းမှာတော့ဒါ software update တွေဘာတွေဖြစ်လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒါကျွန်တော်တို့ဒီ chip set ကိုအသုံးချရတဲ့အပိုင်းမှာပို့ပြီးတော့ကောင်းဝမဲ့အနေထားတခုတော့ဖြစ်တယ်ဆိုတော့လက်ရှိအနေထားတဲ့အရာကတော့သူ့ရဲ့ chip set ကဒီဈေးတန်းမှာဘာမှအပြည့်ပြောစရာမရှိဘူးဒါပေမဲ့ heat issue ကတော့ရှိနေတော့မှာ ဆိုတော့သူရဲ့ run အနေနဲ့12 gift နဲ့လာတယ်ဆိုတော့ဒီအလုံးကတော့ဒါ256 kit အလုံးပေါ့ဆိုတော့လက်ရှိအနေထားအရကျွန်တော်တို့သုံးတဲ့ software တွေအကုန်လုံးသုံးလို့ရမယ်ဒါပေမဲ့ကျွန်တော်တို့ဒါ China ဒါ run ဖြစ်တဲ့ဒါကျွန်တော် Hyper OS 2နဲ့လာတယ်ဆိုတော့လက်ရှိအနေထားတွေအရဒါကျွန်တော်တို့ဒါ Hyper OS ကို global run ကတော့မရသေးဘူးဆိုတော့ဒါကိုကျွန်တော်တို့ဒါ globally ဖြတ်မယ်ဆိုရင်တော့ဒါ Poco F series အနေနဲ့လာလိမ့်မယ်ဆိုတော့အဲ့ Poco F series ထွက်တော့မှလာရင်သူတို့က global run ရမယ်လက်ရှိချိန်ကတော့ဒါ China run နဲ့ပဲသုံးလို့ရအောင်မယ်ဆိုတော့ဒီနေရာမှာတခုပြောစရာရှိတာက hyper os ဒါ Xiaomi ရဲ့ hyper os ပေါ့ဒါ Xiaomi ရဲ့ hyper os အပြစ်တော့မဟုတ်ဘူးဒါပေမဲ့ Xiaomi ကဒီလိုမျိုးဖုန်းတွေကိုတောက်လျှောက်ထုတ်တဲ့အခါမှာကျွန်တော်အရင် software မိုင်းဆိုင်ရာအရာတို့နိုင်ရင်းချင်းမရှိသေးဘဲနဲ့ဒီဖုန်းတွေကိုဇက်တိုက်ထုတ်တာတွေ့ရဥပမာကျွန်တော်တို့ဒီ Redmi Double 4 Pro ကိုတွားပြီးတော့ဖွဲလာတယ်စပြီးတော့သုံးမယ်ဆိုလို့ရှိရင်ဒါ update တွေပါတယ်ကျွန်တော်လုံလိုက်တယ်ဆိုလို့ရှိရင်တော့ update 3ခုလောက်အထိကို stable မဖြစ်သေးဘူးဆိုတော့ stable မဖြစ်သေးဘူးဆိုတဲ့သဘောတရားကကျွန်တော်တို့သုံးတဲ့အခါမှာ bug တွေတွေ့နေရတော့မယ်ဒါတော့မှပဲ stable ရောနော် China stable ရောဒါပေမဲ့ ုံးတဲ့အခါမှာ bug တွေကတွေ့ရတယ်။ဒါတချို့ဒါသုံးနေရင်လည်းဒီ software အပြင်ကိုထွက်သွားတာမျိုးတွေ။ဆိုတော့တချို့ကျွန်တော်တို့ဒါ software သုံးနေရင်လည်းအရန်ပူလာတာမျိုးတွေ။အဲကျွန်တော်ဆိုရင်ဒါကားပေါ်မှာပေါ့နော် zoom meeting တွေပါတယ်ဖွင့်ထားပြီးတဲ့အခါမှာဒါကျွန်တော်အပြင်ပူချိန်ပူတာလည်းပါတယ်။ဒါပေမဲ့ညနေပိုင်းတွေဒါညပိုင်းတွေကျွန်တော်ကားမောင်းရင်းနဲ့ဖွင့်ထားတဲ့အခါမှာတော့မှပဲသူရဲ့ heat issue လေးတွေတက်လာတာမျိုးတွေတွေ့ရတယ်။ software ကလုံးဝ stable ဖြစ်တယ်အခုချိန်အထိတော့ stable ဖြစ်တယ်ကျွန်တော်၃နေရတောက်လျှောက်အတွင်းထဲမှာတော့ဒါပြန်ပြီးတော့ထွက်သွားတာမျိုးတွေအနည်းငယ် lucky ဖြစ်သွားတဲ့အချက်လေးတွေပေါ့နော်ဆိုတော့အဲ့ဒီအချက်လေးတွေကတွေ့ရသေးတယ်ဒါပေမဲ့ကျွန်တော်ဒါ၄၅ခုလောက်ဆိုလို့ရှိရင်တော့ update ၄၅ခုလောက်ဆိုလို့ရှိရင်တော့ဒီအနေအထားတွေကတော့ပျောက်သွားလိမ့်မယ်ဒါပေမဲ့တစ်ခုရှိတာက Redmi ဒီကျွန်တော်တို့ဒါ software တွေ stable မဖြစ်သေးဘဲနဲ့ဒီဖုန်းတွေကိုတောက်လျှောက်ထုတ်တယ်ဆိုတဲ့အချက်ကတော့ရှိရယ်ဆိုတော့အရင်ကျွန်တော် stable ဖြစ်မှကန်ကျင်တယ်ဆိုလို့ရှိရင်တော့ update 3 4ခုလောက်အထိစောင့်ပြီးတော့မှသာလေဒီဖုန်းတွေကိုဝယ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါထွက်ထွက်ချင်းဝယ်ကင်တာကသူတို့ရဲ့ software pack တွေကိုကျွန်တော်တို့ကိုယ်တိုင်ဖြည့်ရှင်းပေးနေရတာ ਨੇ တူနေတော့မယ်ဆိုတော့နောက်ထပ်အပိုင်းကတော့ကင်မရာပိုင်းပေါ့ဆိုတော့ကင်မရာပိုင်း ဒီဖုန်းကိုကျွန်တော်ကင်မရာသုံးဖို့အတွက်ဝယ်မယ်ဆိုရင်တော့မဝယ်ပါနဲ့ဆိုတော့ဒီဖုန်းကကင်မရာ ကောင်းတဲ့ဖုန်းလုံးဝမဟုတ်ပါဘူး။ဆိုတော့အဓိကအနေနဲ့ main camera ဆိုတော့ main camera ကကျွန်တော်ရိုက်လို့မရောက်တော့မဟုတ်ဘူး။ရိုက်လို့ရတယ်။ဒါပေမဲ့အဲကျွန်တော်တို့ဒါဈေးကွက်ထဲမှာလက်ရှိ camera ကောင်းပါတယ်ဆိုရဲဖုန်းတွေရဲ့ quality မျိုးတော့လုံးဝမျှော်လင့်လို့ရမှာမဟုတ်ဘူး။ဒီဖုန်းတွေ camera ဖုန်းလုံးဝမဟုတ်ပါဘူး။ဆိုတော့ဒါကိုလည်းကျွန်တော်တို့ Redmi Turbo 4 Pro ကိုဝယ်ခြင်းတဲ့သူတိုင်းတော့သိပါလိမ့်မယ်။ဆိုတော့တေချာတစ်ခုကဒီဖုန်းက camera ဘိုင်းသုံးဖို့အတွက်ဖုန်းလုံးဝမဟုတ်ပါဘူး။ဆိုတော့သူကနောက်ဖက် camera main camera အနေနဲ့50 megapixel အဲကျွန်တော် wide camera ပါတယ်။ဆိုတော့ဒါကျွန်တော်တို့26 mm mm wide lens ကိုတက်ပေးထားတယ်ဆိုတော့သူရဲ့ sensor size ကတော့1 by 1.95 inches ဆိုတော့ဒါကြီးရဲ့အထက်မှာတော့ပါတယ်ဆိုတော့ဒီ sensor size နဲ့ဒါ aperture f 1.5ထိရမယ်ဆိုတော့ဒါအရင်ကြီးတော့ကောင်းနေတဲ့အနေထားမှာတော့မရှိဒါပေမဲ့တခုရှိတာကဒါ OIS ဒါ EIS ပါမယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ကင်မရာဖန်တဲ့အခါမှာ handshake တွေပါတယ်ဖြစ်မယ်ဆိုလို့ရှိရင်တော့သူရဲ့ဒါ stable ဖြစ်တဲ့ရုပ်ထွက်ကိုရှားပါလိမ့်မယ်ဆိုတော့ဒါသူရဲ့ main camera 50 megapixel အရင်ရင်ခုန်စရာတော့မရှိဘူးနောက်ထပ်တစ်လုံးကတော့8 megapixel ultra wide တစ်လုံးပါတယ်ဆိုတော့ပုံထွက်တွေကတော့ဒါအဆင်ပြေတယ်ရိုက်လို့ရတယ်ဆိုတဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အရင်ဒါအလှပုံတွေရိုက်မယ်ဒါတကယ်ကျွန်တော် shooting ပုံတွေရိုက်မယ် product shoot တွေရိုက်မယ်ဆိုလို့ရှိရင်တော့သူ camera ကအရင်ကတော့အသုံးမဝင်ဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့ shiver selfie camera တော့ဒါ20 megapixel ဒါ aperture f2.2 နဲ့ wide ရိုက်လို့ရတယ် camera တစ်လုံးထည့်ပေးထားတယ် တော့နောက်ဘက်ကင်မရာထပ်ဆိုးတာကရှေ့ဘက်ကင်မရာပဲဆိုတော့ရှေ့ဘက်ကင်မရာကနေဆက်ဖီပုံတွေရိုက်တဲ့အခါမှာအဒီတေးတော်တော်ကြားတယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီတေးကြားတယ်ဒါပေမဲ့ကျွန်တော်ဒါ beauty effect တွေဒါကျွန်တော်ပုံထွက်ကကောင်းလာတယ်ဆိုတဲ့ခံစားချက်မျိုးတွေမရဘူးထေချာတာတစ်ခုကတော့ဒါ main ကလေးတွေဆိုလို့ရှိရင် Redmi Double Full Pro ကိုအလှပုံရိုက်ဖို့အတွက်ဝယ်ဖို့တော့အဆင်မပြေဘူးထေချာတာတစ်ခုကကျွန်တော်ဒါ selfie camera တွေနောက်ဘက် camera တွေပို့ပြီးတော့ရုပ်ထွက်ကစိုးတယ်ဗျဆိုတော့ဒါ ဒီနှစ်ကင်မရာအကုန်လုံးဒီ Rabbit Double 4 Pro မှာတော်တော်လေးကိုစုတ်တဲ့အပိုင်းလိုပဲကျွန်တော်ပြောရမှာပေါ့ဆိုတော့ကင်မရာမှာကတော့လုံးဝအဆင်ပြေနောက်ထပ်တစ်ခုကတော့ဒါနောက်ဖက် ကင်မရာအနေနဲ့ကျွန်တော် main ကင်မရာမှာ 4K အထိရိုက်လို့ရတယ်ဆိုတာ 60fps တိဗီဒီယိုရိုက်လို့ရတယ်ဆိုပေမဲ့ရှေ့ဘက်ကင်မရာက 1080p 60fps တိပဲအမြင့်ဆုံးရိုက်လို့ရတယ်ကျွန်တော်ဒါအခုအခြေအနေ2025မှာ 1080p 60fps ဆိုတာကတော်တော်ကြီးကိုနည်းတယ်ဒါပုံမှန်ဆိုလို့ရှိရင်ဒါ vlog ရိုက်မဲ့လူတွေဆိုလို့ရှိရင်ဒါရှေ့ဘက် selfie ကင်မရာနဲ့ပဲရိုက်တတ်ကြတာများတယ်ဆိုပေမဲ့ဒီမှာတော့ 1080p 60fps ပဲရတယ်ဆိုတော့ video ကိုရှေ့ဘက်ကင်မရာနဲ့ရိုက်မယ်ဆိုလို့ရှိရင်လည်း Redmi Double 4 Pro ကအဆင်မပြေပါဘူး နောက်ထပ် Redmi Double Full Pro ကိုဝယ်မယ်ဆိုရင်တော့ဒါထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်တော့ပါတယ်။သူက IP68 dust and water resistant ပါတယ်။ဆို IP68 ဆိုတာက IP rating နေတယ်မှာဒါဒုတိယအမြင့်ဆုံး level ပဲ။ဆိုတော့ IP68 ဆိုတဲ့အတွက်ဒီဖုန်းကရေစိမ်ခံတယ်။ဆိုတော့ရေအနက်2မီတာမှာကျွန်တော်က30မိနစ်အထိရေစိမ်ခံတယ်။ဆိုတော့ဒါလုံးဝဒါကျွန်တော်ဒီမြေကြပြေးဒါကျွန်တော်ရေလုံးနဲ့ဖုန်းတစ်လုံးလို့တော့ပြောလို့ရတယ်။ဆိုတော့ IP68 ပါလာတာကကျွန်တော်ဒါ Redmi ဖုန်းတစ်လုံးအတွက်ဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုအဆင်ပြေတဲ့အနေအထားမှာ မှာရှိတယ်နောက်တစ်ချက်ကတော့ကျွန်တော် D phone ရဲ့အကြိုက်ဆုံးအပိုင်းဆိုတော့သူ့ရဲ့အကြိုက်ဆုံးအပိုင်းကတော့ဘက်ထရီပိုင်းပါဆိုတော့သူ့ရဲ့ဘက်ထရီအနေနဲ့ ်မီလီအမ်ပီယာအဝါဘက်ထရီပေါ့။ဆို9550ဆိုတာကကျွန်တော်လက်ရှိဒါ mid range phone တွေထဲမှာဆိုရင်တော့မှပဲ industry leading number လို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဒါ concept အနေနဲ့ကျွန်တော်တို့ဒါ1000 mAh phone တွေပါတယ်မြင်မှုတယ်1000 mAh phone တွေမြင်မှုတယ်။ဒါပေမဲ့သူ့ရဲ့9550တော်တော်လေး practical ကြားတဲ့ number ပဲလို့ပြောရမယ်။ဘာလို့လဲဆိုတော့အထူးထူလာတာမျိုးမရှိဘူး။နောက်ကျွန်တော်အရင်ကြီးလေးသွားတာမျိုးမရှိဘူး။ကျွန်တော်ပြန်ပေးလိုက်ကတာအရင်နေတယ်။ဒါပေမဲ့ပြန်ရလိုက်တာပို့ပြီးတော့ကြီးတယ်။ဒီ9550 battery ကြောင့်ကျွန်တော်အရင်ကြီးအ လေးချိန်က250 gram အထက်ဖြစ်သွားတာမျိုးပါ냐မရှိဘူးဆိုတော့ဒါဘက်ထရီနီပညာတွေကနောက်ပိုင်းဖုန်းတွေမှာပို့ပြီးတော့အဆင်ပြေလာတာအကြောင်းလို့ပြောလို့ရတယ်ဆိုတော့ဒီအထဲမှာလည်းကျွန်တော်တို့က9950 mAh ဘက်ထရီထည့်ပေးထားတယ်ပုံမှန်လစ်သီယမ်အိုင်ယွန်ဘက်ထရီမဟုတ်ခင်းနဲ့ဒါဆီလီကွန်လစ်သီယမ်အိုင်ယွန်ဘက်ထရီဆိုတော့ပြောချင်တာကဆီလီကွန်ဘက်ထရီတွေပို့ပြီးတော့တာရှည်ခံတယ်ပို့ပြီးတော့ heat တက်တဲ့ပြဿနာနဲတယ်နောက်ဘက်ထရီဖောင်းတာဘာညာကအကဒါတော်တော်ကြီးကိုကြာမှဖြစ်တဲ့အနေအထားမျိုးတွေဖြစ်တယ်နောက်ကျွန်တော်တို့ဒါဘက်ထရီပမာဏများများနဲ့ size သေးသေးတွေထုတ်လို့ရလာ တယ်။ဒါကြောင့် silicon lithium ion battery ကိုဒီထဲမှာသုံးပေးထားပြီးတော့ဒါ9550 mAh ကြောင့် D phone ဒီ battery တော်တော်ကြီးကိုခံပါတယ်။ဆိုတော့ကျွန်တော်လက်ရှိသုံးခဲ့တဲ့ဒါတပတ်ကြော်ကြော်တော့အတွင်းထဲမှာ D phone ဒီနှစ်ရက်မှတစ်ခါအသွင်းရတဲ့ဖုန်းပါ။ဆိုတော့တေချာပေါ့ဒါနှစ်ရက်မှတစ်ခါအသွင်းရကျွန်တော် တစ်ခါအသွင်းထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတကယ်ကိုနှစ်ရက်လောက်သုံးရတယ်ဆိုတော့တနေကုန်သုံးမယ်ဆိုရင်တော့နှစ်ရက်လောက်သုံးရတယ်ဒါကျွန်တော် primary phone အနေနဲ့သုံးတာတော့မှပဲဒါနှစ်ရက်တစ်ခါလောက်ပဲအသွင်းရတယ်ကျွန်တော်ဒါတော့ gain တွေဘာတွေတောက်လျှောက်ဆော့ပြစ်တယ် short short ရယ်ဆိုတာကကျွန်တော်ပထမပုံမှန်ထက်ဆိုလို့ရှိရင်ကျွန်တော်အားတဲ့အချိန်မှာတော့ game တွေဘာတွေတော့ဆော့ပြစ်တယ်ဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော် social media score နဲ့တောက်လျှောက်လုပ်တယ်ပေါ့နော် screen time များများနဲ့သုံးတယ်ဒါတော့မှပဲကျွန်တော်တို့ဒါ phone တွေနှစ်ရက်လောက်အားခံတယ်ဆိုတဲ့အချက်ကဒီ phone ကိုကျွန်တော်ဒါပြေးဝယ်မိချင်းစိတ်ပေါက်တဲ့အချက် က်လို့ပဲပြောရမယ်ဆိုတော့နောက်တစ်ခုကတော့သူ့ကိုကျွန်တော် charging ပြန်သွင်းဖို့ charging ပြန်သွင်းဖို့အတွက်ကို 90W ကျွန်တော် wire charging နဲ့အပြည့်မီသွင်းလို့ရတယ်ဒါပေမဲ့ဒီဖုန်းမှာတော့ကျွန်တော် wireless charging မပါဘူးဒီတစ်ခုကလည်းဒါ wire short ထားတဲ့အပိုင်းလို့ပဲကျွန်တော်ပြောရမယ်ဒါပေမဲ့ကျွန်တော် wireless charging မလိုဘူးဆိုတဲ့သူတွေတော့ကတော့သိပြီးတော့ပြဿနာတော့ရှိမနေဘူးဆိုတော့ဒီမှာက 90W wire charging နဲ့အပြည့်မီသွင်းလို့ရတယ် PD 3.0ပါတယ် Quick Charge 3+ ပါတယ် QC 3+ ပေါ့ဆိုတော့ ဒီဖုန်းကအားသွင်းရင်လည်းတော်တော်ကြီးမြန်တယ်ဆိုတော့1 hour အောက်လောင်းတဲ့ကိုကျွန်တော်တို့ဒါတရားပြည့်အောင်သွင်းလို့ရတယ်ဗျာဆိုတော့ဒီအနေထားတွေကြောင့်သူရဲ့ဒီ battery size ကကြီးပေမဲ့ကျွန်တော်အားပြန်သွင်းရတဲ့အချိန်ကမကြောက်ဆိုတော့ခဏပဲအားသွင်းမယ်ပြီးသွားရင်ကျွန်တော်တို့ဒါတောက်လျှောက်ပြန်ပြီးတော့သုံးလို့ရပြီဆိုတဲ့အနေထားဆိုတော့လက်ရှိအနေထားတွေအရာလဲကျွန်တော်တို့ဒါအားခံတဲ့အနေထားမှာဒီဖုန်းကတော်တော်ကြီးကိုဒါကျန်းတယ်လို့ကျွန်တော်ပြောလို့ရတယ်နောက်ကျွန်တော် reverse ကျွန်တော် wire charge ပေါ့နော်ဆိုတော့ reverse wire charge ဆိုတော့ဒါသူစီကနေပြီးတော့အပြန်ပြီးတော့သွင်းပေးလို့ရတယ်ဆိုတော့ဒါ9000ကျော်ပါတဲ့ဖုန်းတစ်လုံးအတွက်နဲ့အဲဒါကျွန်တော်ဒါလက်ရှိဒါ iPhone တွေလက်ရှိ iPhone တွေဆိုလို့ရှိရင်ဒါ 3000 4000ပေါ့เนาะဆိုတော့ဒီအနေထားတွေကိုကျွန်တော်အပြင်ပြီးတော့ sharing လုပ်ပေးမယ်ဆိုလို့ရှိရင်တော့22.5 watt အထိဒါ reverse wire charge ရတယ်ဆိုတော့22.5 watt ဆိုလို့ရှိရင်ဒါလက်ရှိဈေးကွက်ထဲမှာဒါ power bank ပေါ့เนาะ quick charge ရတဲ့ power bank တစ်လုံးရဲ့ဒါကျွန်တော်အသွင်းပေးနိုင်တဲ့မြန်နှုန်းနဲ့အတူတူလောက်ပဲလို့ပြောလို့ရတယ်ဆိုတော့သူရဲ့သူက reverse wire နဲ့အပြင်သွင်းပေးရင်လည်းမြန်တယ်သူ့ကို90 watt charge နဲ့အပြင်သွင်းရင်လည်းတော်တော်လေးမြန်တယ် ဆိုတော့ဒါကတော့ကျွန်တော်ဒီဖုန်းရဲ့ဒါ specification ပိုင်းအပြည့်အစုံပေါ့နော်ဆိုတော့ဒီဖုန်းကိုဒါကျွန်တော်ကြိုက်တဲ့အချက်တွေကိုအရင်ဆုံးပြောမယ်ဆိုတော့ကျွန်တော်ကြိုက်တဲ့အချက်က design ဆိုတော့ design က minimalist ဖြစ်တယ်ဆိုတော့လက်ရှိ design အနေထားတွေအရရှုပ်ရှုပ်တွေ့တွေ့တွေဖြစ်နေပဲတဲ့ minimalist ဖြစ်နေရဲ့ design ကကျွန်တော်တော်တော်လေးသဘောကျတယ်နောက်ကျွန်တော်တို့ဒါ screen ပေါ့နော်ဆိုတော့သူရဲ့ screen ပိုင်းကလည်းတော်တော်လေးသဘောကျစရာပဲ90 point 5:9 ratio ကတော့လက်ရှိဒါ screen တွေထဲမှာ flat screen တွေထဲမှာကျွန်တော်ကြိုက်တယ်ဒါ ratio ထဲမှာပါတယ်ဆိုတော့သူရဲ့ screen ကလည်းတော်တော်လေးကြီးလို့ကောင်းတဲ့အနေအထားမှာရှိတယ်ဆိုတော့ဘေးဘက်ကိုကျယ်သွားတာဖြစ်တဲ့အတွက်ကျွန်တော် social media scrolling လုပ်ရင်ပဲဖြစ်ဖြစ် game ဆော့ရင်ပဲဖြစ်ဖြစ်ဒီ display ကကြည့်ရတာပို့ပြီးတော့ဒါအဆင်ပြေစေတယ်ဆိုတော့ဘေးဘက် down တွေကိုတော်တော်လေး round လုပ်ပေးထားတဲ့ပုံစံကလည်းဒါ label စလုံးဒါတော်တော်လေး symmetric ဖြစ်တဲ့အနေအထားလို့ပဲကျွန်တော်ပြောရမှာပြဆိုတော့သူရဲ့ display ကလည်းကျွန်တော်သဘောကျတဲ့အထက်မှာပါတယ် ဆိုတော့နောက်တစ်ချက်ကတော့ performance ပိုင်းဆိုတော့ဒီဖုန်းကသူ့ရဲ့ဈေးနဲ့မလိုက်အောင် performance ကတော်တော်ကြီးကိုကောင်းတယ်ဆိုတော့ဒီအနေထားတွေကြောင့်အဲဒီဖုန်းကိုကျွန်တော်တို့က performance ပိုင်းအတွက်ဝယ်မယ်ဆိုလို့ရှိရင်လည်းပြစ်ပြီးရောဝယ်လိုက်လို့ရတယ်ဆိုတော့နောက်ထပ်တစ်ချက်ကတော့ battery ပိုင်းဆိုတော့ battery ကတော့တေချာပေါ့ကျွန်တော်ဒါတနေကုန်သုံးနေဆိုရင်တော့မှပဲ 2day battery ဖြစ်တယ်ဆိုတော့ဒါ 1day use မဟုတ်ဘူး 2day use battery ဖြစ်တဲ့အတွက်ဆိုတော့ battery ပိုင်းဆိုင်ရာအရာမှလည်းတော်တော်လေးကိုကျင်နေအားရဖို့ကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောရအောင် အဲ့တော့ကျွန်တော်မကြိုက်တဲ့အချက်တွေဆိုတော့ကျွန်တော်မကြိုက်တဲ့အချက်ကဒါပထမအဦးဆုံးအချက်ကတော့သူရဲ့ Hyper OS Hyper OS ကတော်တော်ကြီးကိုဒါရိုးအီနေပြီပေါ့နော်ဆိုတော့ကျွန်တော်တို့သုံးရတယ်တော်တော်ကြီးကိုမကြိုက်ဘူးနောက်ထပ်တစ်ခုကကျွန်တော်တို့ဒါ China Run ဖြစ်တဲ့အချက်ပေါ့ဆိုတော့ China Run ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါ AI နေသုံးလို့မရဆိုတော့ ဒါကတော်တော်ဆိုးရဲ့ဗျ2025ရောက်နေပြီကျွန်တော်လက်ရှိကျွန်တော်ဘေးနားမှာပပတ်လည်မှာကြီးလိုက်မယ်ဆိုလို့ရှိရင် AI ဖုန်းတွေကြီးပဲဖြစ်နေတဲ့အချိန်မှာဒီကောင်က AI သုံးလို့မရဘူးဆိုတဲ့အချက်တစ်ချက်ကတော့အဲကျွန်တော်ဒီဖုန်းတွေကတဆင့်အောက်သွားရတယ်ဆိုတဲ့အနေအထားမျိုးအဲကျွန်တော်စဉ်းစားမိရပါတော့ဆိုတော့အဓိကအနေနဲ့ကျွန်တော်ဒါ cycle to search တို့လို့ function မျိုးတွေနောက်ကျွန်တော်တို့ AI နဲ့ဒါ test တွေကို summarize လုပ်တဲ့အပိုင်းတွေနောက် test တွေ ဟာဒါကျွန်တော်တို့ရိုက်ခိုင်းတဲ့အပိုင်းတွေပေါ့နော်ဆိုဒီအပိုင်းတွေကိုကျွန်တော်တို့ကဒါ application ထဲမှာသုံးနေတာမဟုတ်ဘဲနဲ့ဒီဖုန်းထဲမှာ be in ပါတဲ့ဟာကိုသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကအဆင်မပြေဆိုတော့ဒါတရုတ်ပြည်တွင်းသုံးမယ်တရုတ်စာနားလဲတယ်ဆိုတော့ဒီဖုန်းကသုံးလို့ရတယ်ဗျဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒါ Google ရဲ့ cycle to search တို့လို function မျိုးကတော့ဒါဖြစ်လာမှာမဟုတ်သူ့မှာလည်းကျွန်တော်တို့ဒါ cycle to search လို့ function မျိုးပါတယ်ဆိုပေမဲ့အဲကျွန်တော်တရုတ်စာနဲ့ဖြစ်တယ်နောက်ကျွန်တော်တို့ဒါ search လုပ်တဲ့အခါမှာရှာဖွေတဲ့အခါမှာလည်းတကယ်ဒါ Google လိုမျိုးကျွန်တော်တို့ ဒါ main search engine အနေနဲ့သုံးတဲ့ဒါကျွန်တော်တို့ platform ကနေရှာတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ China platform ကနေရှာတာမျိုးဖြစ်တဲ့အတော့အဲကျွန်တော်တို့တကယ်တကယ်သုံးလို့တရုပ်စာတိုက်ရင်တောင်မှပဲဒါသုံးလို့အဆင်မပြေဘူးဆိုတဲ့အနေထားပေါ့နော်ဆိုတော့ AI တွေကမပေါ့မဟုတ်ဘူးပါတယ်ကျွန်တော်တို့သုံးလို့မရတာပေါ့နော်ဆိုတော့ဒီအချက်အကြောင်းအဲဒီမှာတော့ကျွန်တော်တို့ဒါ HyperOS ကတော်တော်လေးကိုစိုးတယ်အဲနောက်ကျွန်တော်တို့ဒါ ပုံတွေကိုပြင်မဲ့ AI ပေါ့နော်ဆိုတော့ကင်မရာဘိုင်းမှာပတ်သက်တဲ့ AI နေငောက်ကျွန်တော်တို့ gallery ထဲမှာပါတဲ့ AI နေဒီနေရာမှာတော့ဒီ AI တွေကဖုန်းတွေပုံတွေ extend လောက်တာတွေနောက်ကျွန်တော် object တွေ erase လောက်တာတွေဒါတွေကတော့ကျွန်တော်အဆင်ပြေပြေသုံးလို့ရသေးတယ်အဲ့တော့အတန်ဒီနေရာမှာတော့ကျွန်တော် English လို့ဒါကျွန်တော်တို့ပါတာလဲပါတယ်ဒါပေမဲ့ကျွန်တော်တရုတ်လို့ပါတယ်ဆိုရင်တော့မှပဲဒီ function တွေကကျွန်တော်တို့ဒါစာတွေ text တွေ voice တွေကိုဒါ AI နဲ့ခိုင်းတာမျိုးမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအဆင်ပြေပြေတော့သုံးလို့ရသေးတယ်လက်ရှိကတော့ဒီ AI ဘိုင်းတွေက English လို့ပုံစံနဲ့သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါပုံတွေ extend လောက်မှ object တွေဖြတ်မယ်။နောက်ကျွန်တော် AI beauty တွေထည့်မယ်ဆိုတော့ function ကတော့ကောင်းကောင်းအလုပ်လုပ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကပုံမှန်ဖုန်းတွေမှာပါနေကြဒါ cycle to search တို့ function တွေနောက်ကျွန်တော် text တွေ summarize လုပ်တာနောက်ကျွန်တော် voice တွေကို translate လုပ်တာဒီလိုမျိုး function တွေကတော့သုံးလို့ရမှာမဟုတ်ပါဘူး။ဆိုတော့နောက်ထပ်မကြိုက်တဲ့အချက်တစ်ချက်ကသူရဲ့ performance ပဲဆိုတော့ performance ကကျွန်တော်ရှေ့မှာဒါကြိုက်တဲ့အချက်ထဲမှာထည့်ပြီးသွားရေအခုကတော့ဒါမကြိုက်တဲ့အချက်ထဲမှာထပ်ထည့်တော့ဆိုတော့ performance ကိုဘာဖြစ်လို့မကြိုက်ကြလဲဆိုတော့ performance ကိုမကြိုက်တာမဟုတ် performance ကိုမထိန်းနိုင်သေးတာမကြိုက်တာပါဆိုတော့ဒီဖုန်းမှာ Snapdragon 8s Gen 4ပါတယ်ဆိုတော့ 8s Gen 4က latter law ကမှပူပူနွေးနွေးထွက်ထားတဲ့ chipset လို့ပြောလို့ရဆိုတော့ဒီ chipset ကိုဒီထဲမှာထည့်ပေးလိုက်တယ်ဆိုတော့ကောင်းကောင်း software နဲ့ hardware နဲ့ကိုဟန်ချက်ညီညီ handle မလုပ်နိုင်သေးတဲ့အနေအထားဖြစ်တယ်ဆိုတော့ဒီဖုန်းကိုစပြီးတော့ကင်လိုက်ခရေကကျွန်တော်တို့ဒါ unboxing ပေါ့နော်ဆိုတော့ unboxing လုပ်ပြီးတော့ဒါဖုန်းကိုလက်ထဲမှာကင်လိုက်ခတဲ့ကဒီဖုန်းကနှွေးနေတော့တတိထားမိတယ်ဆိုတော့ဒီ chipset ရဲ့ heat issue ကိုသူ့အနေနဲ့ကောင်းကောင်း handle မလုပ်နိုင်သေးဘူးဆိုတော့ဖုန်းကတောက်လျှောက်နှွေးတယ်နောက်ကျွန်တော်တို့ဒါအားသွင်းတဲ့အခါမှာလည်းအားဆက်ဆက်ချင်းသွင်းတဲ့ပထမအဆုံးတက်ခေါက်မှာဖုန်းကတော်တော်လေးကို heat တက်ပါတယ်ဆိုတော့ပူလာတယ်ပေါ့နော်ဒါပေမဲ့နောက်အခေါက်တွေမှာတော့ဒီပြဿနာမျိုးမရှိတော့ဘူးဒါကောင်းကောင်းဖြစ်သွားတယ်ဒါပေမဲ့ပထမအဆုံးအခေါက်တွေမှာဒါ Xiaomi ဖုန်းတွေကတို့ရဲ့ဒီ hardware ဘိုင်းနဲ့ software ဘိုင်းကိုကောင်းကောင်း balance ဖြစ်အောင်မထိန်းထားနိုင်သေးတဲ့အချက်တစ်ချက်ကို တော့ကျွန်တော်တွားပြီးတော့တွေ့ရတယ်ဆိုတော့လက်ရှိချိန်ဒီဒါ 8S Gen 4ကဒါပုံမှန်ပေါ့နော်ကျွန်တော်အခု review ပြောနေတဲ့အချိန်မှာဒီ screen ကိုဖွင့်ထားတယ်ဖုန်းကိုလက်ထဲမှာကင်ထားရဲဆိုရင်ကျွန်တော်နွေးလာတယ်ပူလာတယ်ခံစားချက်မျိုးတော့မရောက်ဒါပေမဲ့ကျွန်တော်ဒါ game တွေပါတယ်ဆော့လိုက်မယ်ဆိုလို့ရှိရင်ဒါနှစ်ပွဲသုံးပွဲလောက်ဆိုလို့ရှိရင်ဖုန်းကနွေးလာတဲ့ခံစားချက်မျိုးရှိတယ်။ဒါဒီကျွန်တော်တို့ဒါ chipset ရဲ့အပြစ်လို့တော့ပြောလို့မရအောင်ဒါ chipset ကတခြားဖုန်းတွေမှာလည်းဆက်ပြီးတော့ထည့်လာအောင်ပါပဲ။နောက်ထပ်ကျွန်တော်တို့ 8S Gen 4တုံထားတဲ့ဖုန်းတွေလည်းအများကြီးမြင်အောင်ပါပဲ။ဒါပေမဲ့ဒီထဲမှာက 8S Gen 4ပထမဦးဆုံးထည့်လိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့တာမယ်ပိုင်းကောင်းကောင်းအ ်မနိုင်သေးတာ heat issue ကောင်းကောင်းမထိနိုင်သေးတာ software နဲ့ hardware ကို balance မဖြစ်သေးတာကြောင့်ကျွန်တော်တို့သုံးကျင်တလောက် performance အတိအဝါကိုသုံးလို့မရအောင်ကျွန်တော် ANS Gen 4ကိုတော့ဝယ်လိုက်တယ်ကျွန်တော်ပတ်စံကလည်းအဲကျွန်တော်ပေးလိုက်ကတာနဲ့ပို့ပြီးတော့တန်တဲ့ performance မျိုးရတယ်ဆိုပေမဲ့ဒီ performance ကိုကျွန်တော်အပြည့်အဝအသုံးချလို့မရသေးတာကပဲအဲကျွန်တော်တို့ဒါဘာပဲပြောပြောအဲပေးရတဲ့ဈေးနဲ့ပြင်ရတာတန်တယ်ဆိုပေမဲ့ကျွန်တော်အပြည့်အဝသုံးလို့မရသေးဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ဒါပေမဲ့နောက်ပိုင်း software update တွေပြီးသွားပြီအဲသူတို့ကောင်းကောင်းရင် တာကို handle လုပ်လာနိုင်ပြီဒါ stable run ကိုမှနောက်ထပ်တစ်ဆင့် upgrade လေးထပ်ပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Redmi Double 4 Pro ကပို့ပြီးတော့သုံးဖို့ကောင်းမဲ့ဖုန်းတစ်လုံးတော့ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့လက်ရှိအနေအထားတွေအရတော့အရင် stable မဖြစ်သေးတဲ့အနေအထားတော့ဖြစ်နေပါသေးတယ် ဆိုတော့နောက်တစ်ချက်ကတော့ဒီမှာ hit ဖြစ်နေတဲ့အချက်ပေါ့နော် sacrum မှာ green line ထားတယ်ဆိုတော့ပြဿနာတွေဖြစ်တယ်ဆိုတော့ upgrade တင်ရမှာကြောက်ကြရတယ်ဒါပေမဲ့အရင်ကတော့ပြဿနာမရှိဘူးတချို့အလုံးတွေတော့ကျွန်တော်ဖြစ်နေတာတော့တွေ့တယ်ဆိုပေမဲ့အဲကျွန်တော်ဒီအလုံးမှာတော့ကျွန်တော်တောက်လျှောက်သုံးခဲ့တယ်ဆိုတော့အရင်ကျွန်တော်ဆို sacrum ဒါ error ဖြစ်မှာဆိုလို့ရှောင်းတဲ့ကိစ္စမျိုးမရှိကြဘူးကျွန်တော် update တင်ရင်လည်းတင်လိုက်တယ်အဲကျွန်တော်ဒါအရန်အနူးရွာလည်းတုံးတာမျိုးမဟုတ်ဘူးဆိုတာအကျန်းတုံးတယ်ဒါပေမဲ့အခုချိန်ထိတော့ဘာမှဒါ screen mind ဆိုင်ရာအရာမှာကျွန်တော် error ကတော့ ဘာမှမတွေ့ရသေးဘူးပေါ့နော်ဆိုတော့အရင်ကြီးတော့လေဒါဒီဘိုင်းကကြောက်စရာတော့လိုမနေပါဘူးဆိုတော့ကျွန်တော်ဒီနေ့ review လုပ်ပေးခဲ့တာတော့ဒါ Redmi ကနေပြီးတော့ထွက်ရှိထားတဲ့ Redmi Turbo 4 Pro ဆိုတဲ့ format ဖြစ်ပါတယ်ဆိုတော့လက်ရှိအနေအထားတွေအရဒါဒီဖုန်းကိုဝယ်သင်လားလို့ပြောရင်တော့ကျွန်တော်တို့ဘာမှမဝယ်သင်စရာအကြောင်းတော့မရှိဘူးလို့ပဲပြောရမယ်ဒါပေမဲ့အဲတခုရှိတာကကျွန်တော်တို့ဒါဝယ်ဖို့စဉ်းစားနေရတဲ့သူတွေအတွက်ဒါ screen မိုင်းဆိုင်ရာအရာမှာ green line ထားမှထားပါတော့ဆိုတော့ green line ဖြစ်တယ်မဖြစ်ဘူးဆိုတာကလည်းဒါကျွန်တော်ထီထိုးသလိုပဲဆိုတော့ကျွန်တော်အရင်ကတော့ခံမှန်းလို့မရအောင်ဒါပေမဲ့ကျွန်တော်လက်ရှိသုံးကြည့်ရတဲ့လောက်ကတော့မှန်အတွက်ဘာ error မှာတော့မရှိသေးဘူးနောက်ကျွန်တော်တို့ကင်မရာဘိုင်းဆိုတော့ကင်မရာဘိုင်းကဒီဇိုင်းပေးထားရပြီးတော့ဒါကင်မရာဘိုင်းတော့ကောင်းပါပဲလို့မျှော်လင့် င်းလို့လည်းမရပါဘူးဆိုတော့ဒီဖုန်းမှာတော့ကင်မရာဘိုင်းအရာကျွန်တော်ကင်မရာကောင်းကောင်းလိုချင်လို့ဒီဖုန်းကိုဝယ်တာမျိုးဆိုတာတော့ကျွန်တော် recommend မပေးပါဘူးဆိုတော့နောက်ထပ်တစ်ခုကတော့ HyperOS ပါဆိုတော့ HyperOS လက်ရှိဒါ China Stable Run နဲ့လာတာဖြစ်တဲ့အတွက်ဆိုတော့ဒီ HyperOS ကကျွန်တော်တို့ဒါတေးဥစ္စာကြီးတွေနဲ့ဒါသုံးရတာစမပြေဘူးအဲဒါမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးခံစားရမယ်ဆိုလို့ရှိရင်တော့မဝယ်တော့ကောင်းပါတယ်ဆိုတော့ဒါပေမဲ့ HyperOS သုံးရင်ဒါကျွန်တော် China Run သုံးမယ်ဘာမှမဖြစ်ဘူးအဆင်ပြေတယ်ဆိုတဲ့သူတွေအတွက်ကတော့ ဘာမှပြဿနာမရှိဘူးကျွန်တော်တို့ဒီဈေးတန်းမှာဒီဖုန်းကအကောင်းဆုံးပဲလို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ကြလားမဝယ်ချင်ဘူးလားဘယ်လိုသဘောရလဲကျွန်တော်တို့ကောင်းကင်နိုင်ပါနောက်ဗီဒီယိုတွေပုံမှာတွေ့ရအောင်